ီမိမကကလေးခုနှစ်ယောက်တောင်မွေးတယ်ဟုတ်လားဒီလောက်မွေးတာတောင်မှ तू ကကျမ်းမာနေတော့ပါပဲလားကျမပြောမယ်ရှင်သေချာနားထောင်ဒီကလေးကိုယူပြီးတော့ရှင်တောင်းတဲ့ကိုတွားတော့ပြီးရင်သူတို့ကိုတက်ပြစ်လိုက်ကျမရှင်လိုချင်တဲ့လောက်ရှင်တောင်းတဲ့လောက်ပတ်စံတွေကိုပေးမယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြပြပေးသွားမယ့်ပုံမြင်လေးကတော့ ကလေးအမွာဘူးခုနှစ်ယောက်မွေးတဲ့မိဖုရားကြီးရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါရှင်။ဟိုးရှိရှိတုန်းကမိမ6ယောက်ယူထားတဲ့ဘယင်ကြီးတစ်ပါးရှိတဲ့ကွယ်။ဘယင်ကြီးဟာအမြဲတမ်းကျင်နာတတ်ပြီးတော့ပြည်သူတွေရဲ့ကောင်းချိုးကိုလည်းအမြဲတမ်းပြုလုပ်ပါတဲ့။ငါဟာမိမ6ယောက်ကိုတယောက်ပြီးတယောက်လက်ထပ်ခဲ့တယ်။ဒါပေမဲ့အခုချိန်ထိကလေးတယောက်မှမရပါလား။ အကယ်၍များငါမရှိတော့ရင်ဒီတိုင်းပြည်ကြီးကိုဘသူကများအုပ်ချုပ်ပါမလဲ။ဒါကြောင့်ဘယင်ကြီးကတကူအကြီးဆုံးနန်းနန်းတွေမှာတားစုပန်ခဲ့ပါတယ်။ဒီနေ့မှာတော့ဘယင်ကြီးဟာတောထဲကိုအမဲလိုက်သွားခဲ့ပါတည်း။တောအုပ်ထဲသူရောက်တဲ့အခါမှာသမင်တကောင်ကိုတွေ့ပြီးတော့လိုက်ဖန်ခဲ့ပါတယ်။တောနဲ့ကြီးရဲ့ကိုတဖြည်းဖြည်းရောက်သွားခဲ့ပြီးသမင်ဟာရုတ်တရက်ပျောက်သွားခဲ့ပါတည်း။ ဘယင်ကြီးဟာဘလို့ပဲစူးစားပြီးတော့ရှာဖွေပေးမိလေ။တမင်ကတော့မတွေ့တော့ပါဘူးလေကွယ်။နေဘူးချိန်မြင်လာတာနဲ့အမျှရေစာလာခဲ့ပါတယ်။ရေစာလိုက်တာဒီနားမှာရေလေးတောက်စရာရှာအောင်ပါ။ရှင်ရှင်ဘာလုပ်လဲ။ကျမရေချိုးနေတာကို မတွေ့ဘူးလား။ဘယင်ကြီးလည်းချက်ချင်းပဲမျက်နာလွှဲလိုက်ပါတယ်။တောင်းတောင်းမှမှာတယ်။ မင်းဒီမှာရေချိုးနေတာမမြင်မိလို့ပါဒါနဲ့မင်းနာမည်ကဘယ်လိုခေါ်သလဲကျမနာမည်ကမာယာပါ ဟောဒီကတောအုပ်ထဲမှာအမေနဲ့အတူနေပါတယ်ထင်းနဲ့တစ်သီးတွေရှာဖို့ထွက်လာခဲ့တာပါတစ်သီးတွေကိုရောင်းပြီးတော့အသက်မွေးဝမ်းကြောင်းလုပ်ပါတယ်ဒါနဲ့ရှင်ကဘယ်လိုလုပ်ပြီးတော့ဒီတောအုပ်ကြီးတဲကိုရောက်လာရတာလဲငါကအမဲလိုက်ဖို့ဒီတောထဲကိုရောက်လာတာပါအခုမျက်စိလဲလမ်းမပြီးတော့လမ်းပြောင်နေလို့ပါ ပြန်လို့ရမယ့်လမ်းကိုပြောပြပေးပါ။မင်းနဲ့နောက်ထပ်လည်းဆုံချင်ပါသေးတယ်။ကောင်းပါပြီရှင်။ကျမညွှန်ပြပေးပါမယ်။နောက်တစ်ခါရှင်လာလို့ကျမကိုဒီနေရာမှာမတွေ့ခဲ့ရင်ရွာထဲကိုလိုက်လာခဲ့ပါ။ဒီလိုနဲ့ဘယင်ကြီးကလမ်းမှန်ကိုရှာတွေ့ပြီးတော့နန်းတော်ကိုပြန်ရောက်ခဲ့ပြီမယ်။မာယာရဲ့အလှကိုဆွဲလန်းနေခဲ့ပါတဲ့။ငါမှမိဖုရား6ယောက်ရှိနေတာတောင်မှ ဘာကြောင့်များမာယာကိုတန်းကြမိနေပါလဲမာယာကိုလွမ်းလိုက်တာဘယင်ကြီးကသူယုံကြည်ရတဲ့ဝင်ကြီးအားအကြောင်းစုံကိုရင်ဖွင့်နာပေါ့ကွယ်ဒီတော့အရှင်မင်းကြီးကသူမကိုနှစ်သက်တယ်ပေါ့ဒါဆိုလက်ထပ်လိုက်ပါတော့သူမကမင်းကြီးအတွက် သာသမီချရနာလေးရယူပေးနိုင်ပါတယ်အဲမင်းပြောတာလေးဖြစ်နိုင်မေးထင်တယ်ဒါပြင်မနှက်ပြန်မာယာနဲ့တွားတွေ့ကြတာပေါ့ နောက်တနေ့မှာဘယင်ကြီးနဲ့ဝင်ကြီးဟာမာယာနဲ့တွေ့ခဲ့တဲ့ရေတဝန်းနာကိုသွားခဲ့ကြပါတယ်။အချိန်တော်ကြောင်စောင့်နေပြီမဲ့မာယာကတော့ရောက်မလာခဲ့ပါဘူး။ဝမ်းမင်းကြီးငါတို့စောင့်နေတာလည်းအတော်ကြာပြီ။မာယာက ပြောတယ်ဒီနားမှာသူ့ကိုမတွေ့ခဲ့ရင် ရွာထဲမှာလာရှာလို့မှာခဲ့တယ်။ငါတို့သူ့ရွာကိုသွားကြရအောင်။ကောင်းပါပြီအရှင်မင်းကြီးသွားကြတာပေါ့။ ီလုံနဲ့ရွာထဲကိုရောက်လာတဲ့အခါရွာသားတဦးနဲ့တွေ့ခဲ့ပါတယ်။ဒီကမောင်ရင်ကဒီရွာကလားငါ့ကိုမာရရဲ့အိမ်လိုက်ပြပေးနိုင်မလား။ဟုတ်ကဲ့ပါဗျာလိုက်ပြပေးပါမယ်။ဒီလုံနဲ့ပဲမာရရဲ့အိမ်ကိုရောက်သွားခဲ့တာပေါ့ကွယ်။မာရရေးမာရငါမင်းကိုတွေ့ဖို့လာခဲ့တာ ထွက်ခဲ့ပါအောင်။မာယာလေးကတော့မျက်ရည်တွေအပြင်းနဲ့ငိုနေပါတဲ့ကွယ်။ မာယာဘာဖြစ်လို့ငိုနေရတာလဲအတင်းတို့ကဘသူတွေလဲဗျမာယာကဒီအိမ်မှာတားမိနေရောက်တဲ့နေကြတာလေအခုသူ့ရဲ့အမေကဆုံးသွားလို့ငိုနေတာပါငါကဒီနိုင်ငံရဲ့ဘယင်ပဲသူကတော့ငါရဲ့ဝင်မင်းပါအဲ့လိုပြောလိုက်တော့မှရွာသားတွေလည်းဘယင်ကြီးကိုတောင်းတဖြားဖြားကြိုးစို့ကြပါတဲ့ကဲ ဒီရွာတကြီးကိုပဲတလေးတစားနဲ့ပြောပါတော့မေးရွာတကြီးတို့ဘက်ကအစဉ်ပြေရင်ငါဟာမာယာနဲ့လက်ထက်ချင်ပါတယ်။အော်အရှင်မင်းကြီးတိတ်ကိုအစဉ်ပြေတာပေါ့ကျွန်တော်မျိုးတို့ရွာသူနဲ့အရှင်မင်းကြီးလက်ထက်တာဟာတိတ်ကိုဝမ်းသာစရာကောင်းပါတယ်။ဒီထက်ကံကောင်းတာဘာများရှိပါဦးမလဲ။အဲဒီနောက်ရွာသူရွာသားအလုံးကမာယာကိုပြင်ဆင်ပေးကဘယင်ကြီးနဲ့လက်ဆက်ပေးခဲ့ကြပါတယ်။ ကဲအခုကစပြီးတော့မင်းဟာဒီနိုင်ငံရဲ့ဘယင်မတပါဖြစ်သွားပြီငါနဲ့အတူနိုင်တော်ကို လိုက်ခဲ့ပါနိုင်တော်ကိုရောက်တာနဲ့ကြံတဲ့မိဖုရားခြောက်ရောက်နဲ့မိတ်ဆက်ပေးပါတည်းဘယင်ကြီးဟာအချိန်တော်တော်များများကိုမာယာနဲ့ပဲဖျက်သန်းနေတဲ့အတွက်ကြံတဲ့မိဖုရားတွေကမနာလိုဖြစ်ကြပါတော့တယ်မာယာကတော့အားလုံးကိုညီမအရင်လိုဆက်ဆံပါတဲ့ကွယ်ဒီလိုနဲ့အချိန်အပြည့်တစ်နှစ်ကြာတော့လေ မာရမာလည်းသာသမီရမလာပါဘူးတဲ့ကွယ်။အိုမင်းကြီးဒီနားမှာတကူကြီးရဲ့သူတော်စင်ကြီးရောက်နေတယ်ကြားတယ်။ငါသူနဲ့တွေ့ကျင်နေ။ကောင်းပါပြီရှင်။ကျွန်တော်မျိုး ဖိတ်ကြားလိုက်ပါမယ်။နောက်တနေ့သူတော်စင်ကြီးဟာနန်းတော်ကိုရောက်လာချင်းဘယင်ကြီးဟာလိုက်လိုက်လဲလဲကြုံဆူခဲ့ပါတယ်။မိဖုရားအားလုံးကိုလည်းဖိတ်ခေါ်လိုက်တယ်။ အရှင်မင်းကြီးကျွန်တော်မျိုးနန်းတော်မှာရက်အနှင်းငယ်လောက်နေကျင်ပါရဲ့။အိုးရပါတယ်သူတော်စင်စိတ်ကြိုက်နေပါ။သူတော်စင်ကြီးနန်းတော်မှာရှိနေစဉ်ကာလအတွင်းအချားမိဖုရား၆ပါးဟာဂယုမမူအလေးမထားပြုမူကြပါတဲ့။အငယ်ဆုံးမိဖုရားလေးကတော့တလေးတစားနဲ့ကောင်းမွန်စွာဆက်ဆံပါတဲ့ကွယ်။ဒီလိုနဲ့ပဲသူတော်စင်ကြီးပြန်ရမယ့်အချိန်ကို ရောက်လာပါတော့တယ်။ ကဲမိဖုရားငယ်မင်းဟာငါ့ကို အကောင်ဆုံးကြိုးစွခဲ့လို့ဝမ်းသာပါတယ်မကြခင်မင်းဟာတာသမီရတနာရလာပါလိမ့်မယ်လာနေငယ်ကြတဲ့အခါမှာမိဖုရားဟာတကယ်ပဲကိုဝင်ရလာခဲ့ပါတယ်အရှင်မင်းကြီးမကြခင်မှာ အရှင်ဟာဖခင်တရားဖြစ်လာပါတော့မယ်ဟေးဒါပြင်ငါတို့မှာတာသမီရလာခဲ့ပြီပေါ့ပျော်စရာကောင်းလိုက်တာကွာ ဒါကြောင့်ဘယင်ကြီးဟာမိဖုရားငယ်ဟာအရင်ထက်ပိုပြီးတော့ဂယုစိုက်ပါတဲ့ကွယ်အစီကံများစွာထားပြီးတော့စောက်လျှောက်ခိုင်းပါတဲ့တတိုင်းပြည်လုံးကလည်းပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့မိဖုရား6ယောက်ကတော့မနာလိုဖြစ်နေတာပေါ့။နင်တို့တည်လားအဲ့ဒီမိဖုရားကလေးမွေးပြီးရင်ဘယင်ကြီးကပိုပြီးတော့ဂယုစိုက်တော့မှာငါတို့သူ့ကိုတခုခုကြံမှဖြစ်တော့မယ်။ သူတို့ခြားရောက်ဘလို့ပဲမကောင်းတာတွေပြုလုပ်ပြုလုပ် သူတို့ရဲ့အကြံစီတွေကမအောင်မြင်ကြပါဘူးတဲ့ဒီလိုနဲ့မွေးခါနီးဘွားခါနီးအချိန်ကိုရောက်လာပါတော့တယ်အရှင်မင်းကြီးတပတ်တိုင်းမိကကျွန်တော်မျိုးတို့ကိုလာပြီးတော့တိုက်ခိုက်နေပါပြီဟေးဟုတ်လားဝင်းမင်းကြီးစစ်တပ်ကို အမြန်ခေါ်စမ်းအခုချက်ချင်းသွားတိုက်ပါငါကိုတော့နောက်နေ့ကျလိုက်လာခဲ့မယ်စိတ်ချပါ ကျွန်တော်မျိုးကိုယ်တိုင်ထွက်ပြီးတော့တိုက်ပါမယ်။မိဖရဲ့ခေါင်းကြီးငါကိုတော့စစ်တိုက်ထွက်ရတော့မယ်။မိဖရဲ့ငယ်ကကိုဝင်နေမို့သူ့ကိုစောင့်ရှောက်ပေးပါ။ငါစိတ်ချမယ်နော်။ဘယင်းကြီးစစ်တိုက်ထွက်တာနဲ့မိဖရဲ့ကြီးကမာယာကိုမကောင်းကြံဖို့အခွင့်အရေးရလာခဲ့တယ်။မိဖုရားကြီးဟာကိုဝင်ပြက်စီမဲ့အစားအသောက်တွေကိုကျွေးပါတဲ့။ဖြူစင်လွန်းတဲ့မာယာလေးကတော့ ဘာမှမသိရှာဘူးပေါ့ကွယ်။တရက်မှာတော့မာယာလေးဟာမီးဖွားမဲ့နေရက်ကိုရောက်လာပါတော့တယ်။အမကြီးညီမဘာရဲ့အရန်နာနေပြီးမီးဖွားတော့မယ်ချင်းနေညီမကိုကူညီပါအောင်နော်။ကောင်းပါပြီညီမငယ်အမကူညီပါမယ်။ခဏစောင့်နော်။တောက်ပွားစီအမကိုခေါ်ပေးပါမယ်။ဒီမှာအဖွားကြီးဟိုမိမမီးဖွားတော့မယ်။ရှင်အဲ့ဒီကိုတွားပြီးတော့အခန်းတကားပိတ်ထားလိုက်။ သူ့ကိုလုံးဝမကူညီနဲ့နော်။ကျမရှင့်ကိုရွှေရင်ကားတွေများစွာပေးမယ်။အခုချက်ချင်းသွားတော့။ဒါကြောင့်တားဖွားစရာမက မာယာစီကိုရောက်ပြီမင်းလဲမကူညီပါဘူးတဲ့ကွယ်။တနာစရာကောင်းတဲ့မာယာလေးကတော့အခဲထဲမှာတယောက်တည်းနာကျင်စွာနဲ့မိဖွားနေရပါတယ်။သူမဟာထူးဆန်းစွာနဲ့ယောက်ျားလေး6ယောက်မိန်းကလေးတယောက်နဲ့စုစုပေါင်းကလေး9ယောက်ကိုမိဖွားနိုင်ခဲ့ပါတယ်။ တားဖွားဆရာမလည်းလမ်းပြန်သွားပြီးတော့ကျန်တဲ့မိဖုရား6ပါးကိုခေါ်တော့တာပေါ့ဒီမိမကကလေး9ယောက်တောင်မွေးတယ်ဟုတ်လားဒီလောက်မွေးတာတောင်မှ तू ကကျမ်းမာနေတုံးပါပဲလားကျမပြောမယ်ရှင်သေချာနားထောင်ဒီကလေးကိုယူပြီးတော့ရှင်တောင်းတဲ့ကိုတွားတော့ပြီးရင်သူတို့ကိုတက်ပြစ်လိုက်ကျမရှင်လိုချင်တဲ့လောက်ရှင်တောင်းတဲ့လောက်ပတ်စံတွေကိုပေးမယ်ထို့နောက်တားဖွားဆရာမလည်း ကလေးတွေကိုတပ်ပြဖို့တော်ရဲကိုခေါ်သွားပါတော့တယ်။မိဖုရား6ပါးကတော့မာယာရဲ့အနာမှာကလေးတွေအစားကြောက်တုံးတွေကိုထားထားပါတဲ့။အချိန်တော်ကြာတဲ့အထိမာယာဟာသတိရမလာခဲ့ပါဘူး။ဒါကြောင့်သူတို့တွေကမာယာရဲ့မျက်နှာကိုရေနဲ့ပတ်ကြတဲ့ကွယ်။နောက်တော့ပင်မန်းစွာနဲ့မာယာလေးနိုးလာခဲ့တယ်။အမားတို့ရေကျမရဲ့ကလေးတွေရောဘယ်မှာလဲယင်။ ။"အိုးဘာတွေပြောနေတာလဲ။နင်ကလူသားကလေးတွေမမွေးပဲနဲ့ဟောဒီကကြောက်တုံးတွေပဲမွေးလာတယ်လေ။မာယာလည်းကြောက်တုံးတွေကိုကြည့်ကငိုတော့တာပေါ့။စိတ်မကြည့်ပါနဲ့ညီမရဲ့။ဒီကိစ္စကို အမားတို့ကမင်းကြီးကိုလှွက်ဝတ်ထားပေးပါမယ်။"မိဖုရား၆ပါးဟာအခန်းကိုအတီးတီးပြန်လာကြပြီ။ဘယင်ကြီးပြန်လာကိုစောင့်နေကြပါရဲ့။မင်းကြီးပြန်လာတာနဲ့ လူသားတွေမမွေးဘဲနဲ့ကြောက်ခဲတွေမွေးတယ်ဆိုတဲ့အကြောင်းကိုတိုင်တန်းကြပါတဲ့ကွယ်ဒီသတင်းကတိုင်းပြည်တစ်ခုလုံးထိပြန့်နှံ့သွားတော့တယ်ဘယင်ကြီးလဲမာယာရဲ့အခန်းကို ရောက်တဲ့အခါကြောက်တုံးတွေကို တွေ့ရပါတယ်မာယာလေးကတော့အယံကိုဝမ်းနေနေတယ်မိဖုရား6ယောက်ကတော့ပျော်ရွှင်မြူးထုနေကြတာပေါ့နှမငယ်ကိုတော့ဘာမှမပြောပါဘူးမငိုပါနဲ့ကွယ် အဲ့ဒီချိန်မှာမိဖုရဲ့ခေါင်းကြီးကစကားဆလာပါတယ်။အရှင်မင်းကြီးဘာကြောင့်စိတ်မဆိုးရတာလဲ။မင်းပါကိုပြောချင်တာလဲမိဖုရဲ့ခေါင်းကြီး။ဒီမိမကအားလုံးကိုလှည့်စားတယ်လေ။ကိုဝင်မရှိဘဲနဲ့ကိုဝင်ရှိရန်ဆောင်ခဲ့တယ်။ဒါဟာတိုင်းပြည်ပေါ်တစ္ဆာပေါချင်းတမျိုးပဲမဟုတ်ဘူးလား။ဘယင်ကြီးလဲကြောက်တုံးတွေကိုကြည့်ပြီးတော့ဒေါသထွက်သွားပြန်နေ။မာယာ မင်းပါကြောင့်ခုလိုလုပ်ရတာလဲငါ့ကိုပြောပြပါငါဘဝရဲ့ပျော်ရွှင်မှုကကလေးရချင်းပဲမင်းဟာငါရဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်တယ်မင်းဟာအပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ငါ့ကိုဆွဲဆောင်တယ်အခုကစပြီးတော့မင်းကိုငါရဲ့မိဖုရားအဖြစ်ကစွန့်လွတ်လိုက်ပြီမင်းဟာအိမ်ပေါ်အဖြစ်နဲ့ပဲနေရတော့မယ်ငါရဲ့ရှိကနေထွက်သွားစမ်းငါဒေါသတွေမထွက်ခင်မှာဒီကနေအမြန်ထွက်သွားပါ မာယာလည်းအခန်းပြင်ကိုထွက်ပြီးတော့ငိုနေတာပေါ့ကွယ်။သူမရဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့နီးလန်းနေရှာကြည့်ပေမဲ့လည်းမတွေ့ခဲ့ပါဘူးတဲ့ကွယ်။မိဖရခေါင်းကြီးကတော့နေ့စဉ်နေ့တိုင်းစူဆဲပြောဆိုနေတော့တာပေါ့။ငါ့ရွာကိုပြန်ကျင်လိုက်တာနော်။ဒါပေမဲ့လည်းသူတို့ကငါ့ကိုမိဖရဖြစ်ပြီးဆိုပြီးတော့ပြောနေကြတာ။အခုချိန်ငါသွားလိုက်ရင်သူတို့ကငါ့ကိုဘာပြောကြမလဲ။ ဒီလိုနဲ့တရက်မှာတော့မာယာတို့ရွာတကြီးကမင်းကြီးကိုတွေ့ဖို့ရောက်လာခဲ့ပါတယ်။ရွာတကြီးဘာကိစ္စများဖြစ်လို့လဲပြောပြပါ။မှန်လားပါအရှင်မင်းကြီးလျှို့ဝှက်စမ်းတဲ့မှုတစ်ခုအကြောင်းပြောမလို့ပါ။ကျွန်တော်တို့ရွာမှာအံ့ဖွယ်ဖြစ်ရတခု ဖြစ်နေလို့ပါ။ကောင်းပါပြီရှောက်တင်စမ်းပါဦး။အဖြစ်အပျက်ကဘာများလဲ။ဒီလိုပါအရှင်မင်းကြီး ျွန်တော်မျိုးတို့ရွာနာမှာအလွန်ကူမှမွေးကြိုင်တဲ့ပန်းမင်ကြီးတစ်ပင်ပေါက်နေပါတယ်။အဲ့ဒီအပင်ရဲ့ဘေးမှာလဲဝါးပင်လေးတွေ၆ပင်ကဝန်းရံနေပါတယ်။အဲ့ဒီပန်းပွင့်ကိုခူးဖို့စူးစမ်းလိုက်တိုင်းပန်းမင်ကြီးဟာကောင်းကင်ထီကိုမြင့်တက်သွားပါတယ်။နောက်ပြီးတော့အဲ့ဒီအပင်ကလူစကားတွေလည်းပြောပါသေးတယ်။လူတိုင်းကပန်းကိုခူးဖို့စ조사ပေမဲ့အခုချိန်ထိဘသူမှမခူးနိုင်ကြောင်းပါအလွန်ထူးဆန်းလွန်းလို့မင်းကြီးကိုလာပြီးရောရှောက်တင်ရတာပါ ဝမင်းရေဒီပန်းအကြောင်းကိုစုံစမ်းပါအောင်ကွာငါဘလို့ပန်းမျိုးလဲဆိုတာသိချင်မိတယ်။မှန်လားပါအရှင်မင်းကြီးကျွန်တော်မျိုးသွားကြည့်လိုက်ပါမယ်။နောက်တနေ့မှဝင်ကြီးဟာအကြီးအကဲတွေနဲ့အတူပန်းမင်စီကိုတွားခဲ့ပါတယ်။ရွာသူရွာသားများလည်းစုယုံရောက်လာကြပြီးတော့ပန်းဝင်းကြီးဟာလည်းပန်းရက်နဲ့များဖြင့်လွှမ်းခြုံနေပါတော့တယ်။ဝမင်းဟာသူ့ရဲ့လက်နဲ့မိတဲ့ပန်းမင်ကိုခူးလိုက်တဲ့ချိန် ပန်းမင်ကနေလူစကားတန်ထွက်လာပါတယ်။အခုရေဝန်ကြီးရောက်လာပြီဟေ။သူကငါတို့ပန်းတွေကိုခူးဖို့စ조사နေပြီ။ဒီဝန်ကြီးကိုငါတို့ဥမညွတ်ဖို့လိုတယ်။အဲဒီနောက်ပန်းမင်ကြီးဟာအစမတန်ကောင်းကင်ထိရောက်လူနေပါမြင့်တက်သွားပါတဲ့။ဝန်ကြီးဘလို့ပဲ조사ပြီးတော့ခူးပါစေ။လုံးဝခူးလို့မရပါဘူးတဲ့ကွယ်။ဒီမှာဝန်ကြီး မင်းဟာမင်းရဲ့တာဝန်ကိုတခါလေးတောင်မှကျေအောင်မလုပ်ခဲ့ဘူး။မိဖုရားငယ်ရဲ့ကိုဝင်ကိစ္စမှလည်းတခါမှတော့တီးဖို့မကြိုးစားခဲ့ဘူးဘူးမလား။ဒီစကားကိုကြားတော့ဝင်မင်းလည်းအံ့ဩသွားတယ်။ပြီးတော့နားမလည်နိုင် ဖြစ်သွားတာပေါ့။ငါအမကဘာများလဲပြောစမ်းပါ။ငါ့ကိုပြောစမ်းပါ။ဘယ်တာဝန်ကိုများကြေပြွန်အောင် မထမ်းဆောင်လို့လဲ။ ဝန်ကြီးဘလူပဲမိမိပန်းမင်လီကတော့လုံးဝပြတ်မဖြေတော့ပါဘူးတဲ့ကွယ်ဒီလိုနဲ့ဝန်ကြီးလည်းနန်းတော်ကိုပြန်လာတော့တယ်အရှင်မင်းကြီးကျွန်တော်မျိုးတို့မရှိခိုင်းနန်းတော်မှာကြီးမားတဲ့ကိစ္စတစ်ခုဖြစ်သွားပုံရတယ်ဒါကိုပန်းမင်တွေကသိပုံရတယ်ကျွန်တော်မျိုးသိဖို့အများကြီးစူးစမ်းခဲ့ပေမဲ့သူတို့တွေကဘာမှပြတ်မဖြေကြပါဘူးကောင်းပြီလေငါတို့အားလုံးမနှက်ဖန်မှာထက်သွားကြတာပေါ့ မိဖုရား၆ပါးကိုလည်းခေါ်ခဲ့လိုက်ပါ နောက်တနေ့မှလျှောဝက်ချက်ကိုဖော်ထုတ်ဖို့မိဖုရားအားလုံးကိုလဲပေါ်တင်ကထွက်ခွာဖို့စီစဉ်ကြတော့တယ်ဒီလိုနဲ့သူတို့အားလုံးပန်းမင်ကြီးရဲ့အနာကိုရောက်လာကြပါတော့တယ်မွေးကြိုင်လွန်းတဲ့ပန်းတွေဟာအပင်မှာလည်းပွင့်လန်းနေတယ်လို့မြေပြင်မှာလည်းကြွေကြကသူ့ရဲ့ရနန်းကလည်းအရန်ကို မွေးကြိုင်လန်းဆန်းနေခဲ့ပါတယ်ပန်းမင်ရဲ့တစ်ဖက်မှာတော့မိဖုရား၆ပါးနဲ့ဘယင်ကြီးရှိနေပြီးတော့ အခြားတစ်ဖက်မှာတော့အငယ်ဆုံးမိဖုရားနဲ့အတူဝန်ကြီးရဲ့ဇနီးတို့ရက်နေကြပါတည်းအရှင်မင်းကြီးပန်းတွေကမှွေးလိုက်တာ ကျွန်တော်မျိုးမှခူးချင်ပါတယ်ကောင်းပါပြီဒီပန်းကိုခူးနိုင်တဲ့သူကငါရဲ့ဘယင်မပဲထို့နောက်စက်ထမမြောက်မိဖုရားကစပြီးတော့ပန်းကိုခူးတဲ့အဲ့ဒီချိန်ပန်းမင်ကစကားတန်ထွက်လာခဲ့တယ်အကိုကြီးငါတို့မိတွေကငါတို့ရဲ့ပန်းတွေကိုခူးတော့မယ် ငါသူ့ကိုကြွေးကြပေးရမလားဟာမဖြစ်ဘူးလေ तू ကငါတို့အမေကိုလှည့်စားထားတာ तू ကိုခူးခွဲလုံးဝမပေးနိုင်ဘူးဤတို့ဖြင့်ပန်းမင်ကြီးဟာမြင့်တက်သွားပြန်တယ်ဒီလိုနဲ့ပြင်စမာစရုဒ္ဓတတိယနဲ့ဒုတိယမိဖုရားတို့ကလည်းဤနည်းအတိုင်းဆက်ဆံပြန်တယ်နောက်တော့မိဖုရားခေါင်ကြီးရဲ့အလဲကိုကြောက်လာပါတော့တယ်တေချာနာတော်ဇန်း ငါက DB ရဲ့အကြီးဆုံးမိဖုရားခေါင်းကြီးပဲဒီဘန်းကိုခူးစဖို့ဘသူစီကားမှခွင့်ပြုချက်မလိုအပ်ဘူးဒီနောက်ဘန်းမင်ကနေအတန်ထွက်လာပြန်တယ်ငါတို့ချင်းချောက်နေတာလားမင်းကိုဘယ်တော့မှခူးခွင့်မပြုနိုင်ဘူးမင်းဟာငါတို့အမေကို အနှိမ့်ဆက်ဆုံးလူသားပဲငါတို့ကလည်းတော်တဲ့ပို့ပြီးတော့တတ်ခိုင်းတယ်ဒါကြောင့်မင်းကမိဖုရားကြီးမဖြစ်ထိုင်ဘူးသူ့ကိုလည်းဘယ်တော့မှခူးခွင့်မပေးနိုင်ဘူး ခုချက်ချင်းခေါင်းငုံပြီးတော့တောင်းမှန်ပါစကားသံတွေဆုံးသွားတော့မိဖုရားကြီးလည်းရှက်ရွံ့စွာနဲ့ခေါင်းကိုငုံလိုက်တယ်ထို့နောက်သူ့ရဲ့နေရာကိုပြန်သွားခါမှာပန်းမင်ကလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်အဲဒီနောက်ဘယင်ကြီးကခူးကိုတွားလိုက်တယ်ငါဟာဒီနိုင်ငံရဲ့ဘယင်ဖြစ်တယ်ပြည်သူတွေကိုစိတ်ချမ်းသာအောင်ထားတယ်။ဘယ်တော့မှနာကျင်အောင်မလုပ်ခဲ့ဘူး။ပြည်သူတရိတ်ဆန်ကောင်မှငါမတက်ခဲ့ အသင်ဟာတိုင်းပြည်ကိုလေးစားတာမှန်တယ်။ဒါပေမဲ့အသင်ရဲ့ကလေးတွေကိုတော့ဘယ်တော့မှတီးဖို့မကြိုးစားခဲ့ဘူးမဟုတ်လား။တနိုင်ငံလုံးကိုကာခွယ်ပေးခဲ့ပေမယ့်ကိုဝင်တဲ့ဇနီးတွေကိုတော့မကာခွယ်နိုင်ဘူးပဲ။စစ်မှန်သောမိမကိုလင်းလဲလှဲ့ပြားတယ်လို့အသင်ကဆွဆွဲတယ်။အဲ့ဒီလိုနဲ့ဘယင်ကြီးကလည်းပန်းတွေကိုခူးခွင့်မရခဲ့ဘူးပေါ့ နောက်ဆုံးတော့အငယ်ဆုံးမိဖုရားအားပန်းကိုခူးခိုင်းပါတော့တယ်။မာယာလေးဟာမေတ္တာစေတနာအပြည့်နဲ့ပန်းမွန်လေးတွေကိုနန်းဆိုင်ကပုတ်တက်ပေးပါတဲ့။အကိုကြီးငါတို့အမေကပန်းကောက်ဖို့လာပြီ။အမေရဲ့နူးညံ့မှုကနှွေးထွေးလိုက်တာအမိန်ပေးပါ။ဘာလို့ရမလဲ။ပန်းတွေအားလုံးအမေရဲ့ခြေရင်းမှာခါစားဖို့အတင့်ပါပဲ။ဒေါ်နောက်ပန်းမင်ကြီးဟာတဖြည်းဖြည်းနှိမ့်ကြလာပြီးတော့ မာယာရဲ့ခြေရင်မှာခါစားပါတဲ့မိဖုရားငယ်လေးဝမ်းနေလွန်းလို့မျက်ရည်များတသွင်သွင်စီးကြလာပါတော့တယ်ဒါကဘာအထိပ်ပဲလဲငါကိုတော့သိချင်မိတယ်ရှင်းရှင်းလင်းလင်းပြောပြပါဦးပြောပြပါမယ်ငါတို့အားလုံးကအရှင်မင်းကြီးနဲ့မိဖုရားငယ်တို့ရဲ့သားသမီးတွေပါအမေကကျွန်တော်တို့ခုနှစ်ယောက်ကို မွေးဖွားခြင်းမိဖုရားကြီးကိုအခုညီတောင်းခဲ့ပါတယ် ဒါပေမဲ့သူမက လုံးဝမကူညီခဲ့ပါဘူး။ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဟာမွေးဖွားလာခဲ့ရတာပါ။မွေးဖွားပြီးတော့လေမိမိအကောင်ကြီးဟာတားဖွားဆရာမကိုခေါ်ပါတယ်။ပြီးတော့ကျွန်တော်တို့ကိုတပ်ဖို့တောထဲကိုလွတ်လိုက်ပါတယ်။တောထဲရောက်တော့ကျွန်တော်တို့ကိုတပ်ဖို့လုံနေချိန်မိုးတွေတဲထန်စွာရွာလာတာကြောင့်တားဖွားဆရာမကခြုံပုတ်ထဲမှာပြစ်ချခဲ့ပါတယ်။ဒါပေမဲ့တောဆောင်နေသမီးက ကျွန်တော်တို့ကိုတော့ဝါပင်လေးဖြစ်ဖန်ဆင်းပေးပြီးတော့ညီမလေးကိုတော့ပန်းပင်လေးဖြစ်ဖန်ဆင်းပေးခဲ့တာပါ။ဒါဆိုအခုကမင်းတို့ရဲ့ပုံစံအစ်စ်အမှန်မဟုတ်ဘူးပေါ့။အစ်စ်အမှန်ပြန်ဖြစ်ပေးလို့ရမလား။ရပါတယ်။ငါတို့ရဲ့အမေကပန်းမွင့်တပွင့်ကိုယူပါ။ပြီးရင်ပန်းမွင့်ရဲ့ဘေးပတ်လေးမှာဝါပင်တပင်စီကနေဝါရက်ကလေးတွေချူပြီးရောပန်းမွင့်ရဲ့ဘေးမှာဆူတောင်းပေးပါ။ ဒါကြောင့်မိဖုရားငယ်လည်းသူတို့ပြောတဲ့အတိုင်းပြုလုပ်ကာဆူတောင်းပါတော့တယ်။အိုးအရှင်နဲ့သမီးအရှင်ရဲ့ဂျေဇူးကကြီးမားလှပါတယ်။ကျမရဲ့ကလေးတွေကိုစောင့်ရှောက်ပေးတာနဲ့အရှင်ဂျေဇူးကဒီတသက်ဆက်လို့မကုန်တော့ပါဘူး။အခုလည်းဂျေဇူးပြုပြီးတော့ကျွန်တော်မျိုးမရဲ့သားသမီးတွေကိုပြန်လည်ဖန်ဆင်းပေးပါ။မိမိအငယ်ဆူတောင်းပြီးတည်နေတပြိုင်နက်ပန်းပင်လေးနဲ့ဝါးပင်လေးဟာပျောက်ကွယ်သွားပြီးရော သားသမီး9ယောက်ပေါ်လာပါတော့တယ်။ဘယင်ကြီးနဲ့မိဖုရားငယ်လေးသားသမီးတွေကို ထွေးပွေပါတော့တယ်။ဘေးနားမှာရောက်ရှိလာတဲ့ရွာသူရွာသားအားလုံးလည်းဝမ်းနဲ့လွန်းလို့ငိုနေကြတာပေါ့။မင်းတို့6ယောက်စလုံးကလူလို့တောင်မခေါ်ထိုက်ဘူး။ဒါဟာငါနဲ့တိုင်းပြည်ကိုတစ်ဆာဖောက်မှုပဲ။မင်းတို့အားလုံးကြိုးစွဲချပြီးတော့တတ်ဖို့ငါအမိတ်ပေးတယ်။အိုးအရှင်မင်းကြီး ဒီကနေ့ဟာကျမတို့ကလေးတွေနဲ့တွေ့ရတဲ့မင်္ဂလာရှိတဲ့နေ့ပါ သူတို့ကိုမတက်ပါနဲ့တည်ရန်မပေးဖို့တောင်းဆိုချင်ပါတယ်ခွင့်လွတ်ပေးလိုက်ပါငါသူတို့ကိုခွင့်မလွတ်နိုင်ဘူးမိဖုရားငယ်ရဲ့တောင်းဆိုမှုကြောင့်တည်ရန်ကနေလွတ်မြောက်ပေးမယ်ဒါပေမဲ့ထောင်တန်းတသက်တကျွန်းချမှတ်မယ်တနေ့ကိုထမင်းတက်နဲ့ပဲစားပြီးရောအသက်ရှင်သွေးထောင်ထဲမှာပဲပိတ်စီ အပြန်လမ်းမှာတော့ဘယင်ကြီးနဲ့မိဖုရားဟာသားသမီးတွေများစွာနဲ့ပျော်ရွှင်စွာနဲ့ပြန်လာပြီးတော့အတူတကနန်းတော်မှာပျော်ရွှင်စွာ နေထိုင်သွားပါတော့တယ်ကွယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ဘုရားသခင်ဟာကောင်းမှုပြုလုပ်သူတွေကို အမြဲတမ်းစောင့်ရှောက်ပေးပြီးတော့မကောင်းမှုပြုလုပ်သူများကိုတော့ကံကံရဲ့အကျိုးကို ခံစားရမှာဖြစ်ကြောင်းသင်ခန်းစာတွေပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင် ပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမရှင်။